Thank you. ရှရန်ကုန်မီဒီယာကနေတင်ဆက်ပေးမဲ့သတင်းကတော့ကျောင်းဖွင့်ချိန်အမီတက္ကသိုလ်ပညာရေးဒီဂရီကောလိပ်နဲ့အခြေခံပညာကျောင်းများစတင်ကမ်းများဖွင့်လှစ်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မန္တလေးငလျင်တန်းကျောင်းထိကဲပျက်စီးခဲ့တဲ့တက္ကသိုလ်ပညာရေးဒီဂရီကောလိပ်နဲ့အခြေခံပညာကျောင်းများကို2025-2026ပညာသင်နှင့်ကျောင်းဖွင့်ချိန်အမီအစဉ်သိပ်ပြင်ဆင်ထားနိုင်ရေလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုနေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးအမတ်73ရှိအစည်းအဝေးခန်းမောင်းတွင်ကျင်းပကြောင်းသိရပါဗျာ။ တဘောဘီအန်ရဲ့ဟာရှောင်းလဲလို့မရကြောင်းပြလဲတိဆောက်ရေးနဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပညာရေးဟာအရေးကြီးကြောင်းလာမယ့်ပညာသင်နှင့်တွင်ကျောင်းနှင့်အရွယ်ကလေးအလုံးမပြတ်မကွက်ပညာသင်နိုင်ရေးအတွက်မိမိတို့ပညာရေးဝန်ကြီးဌာနပညာရေးဝန်ထမ်းများဆရာဆရာမများနဲ့မိဘပြည်သူများအလုံးဝေါဝံပူပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနပြည်အောင်စုဝင်စီဒေါက်တာညွန့်ဖေးက၎င်းအစီအဝေးမှာပြောကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်